ဝယ်လင်းရဲ့အမြင်တော့ကရန်အောင်မြင်တာကြောင့်မကြခင်မှာပဲစိတ်ဝိညာဉ်တန်းစင်ခိုင်းရဲ့အပြင်ဘက်ကိုရောက်ရှိလာပါတယ်။ဂိုင်းကောက်ွယ်ပုံတံတန်းလည်းအတက်ဝင်အောင်လို့လှူထားပြီးသားဖြစ်ပါတယ်။ထိုအရာဂိုင်းအောင်ဝင်းရထားတဲ့မင်းနဲ့တဲ့မိုးတိမ်တစ်ခုကိုဖက်စီထားပြီးထိုမိုးတိမ်ကလည်းဝိညာဉ်များနဲ့ပြင်းထန်နေတဲ့ပုံပေါ်ပါတယ်။ အဟွင်းငွေဥတန်များလည်းမိုးတိမ်ထဲကနေရန်ဖန်ရန်ခါထွက်ပေါ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခွင့်ပြုတောင်းဆိုချင်ပါတယ်ထိုနေရာအရန်ကိုကြောက်စရာကောင်းပြီးမာယနာတိုင်းပြည်လိုဖြစ်နေပါတယ်ပီလူနိုင်ငယ်ကြီးညက်သူဘသူကမှထိုနေရာကိုလာချင်တာမဟုတ်တာကြောင့်သူတို့ကထိုနေရာကိုအမြဲတမ်းရှောက်ကင်းပြီးတော့သွားလာကြပါတယ်ဝယ်လင်းကခိုင်းကောက်ဝေးပုံတံကိုမြင်တဲ့အခါစိတ်အသာရသွားပါတယ် ထိုအရာခိုင်းရဲ့အတွင်းမှာအရာလုံးကလုံးကျုံနေတည်ရလို့ဆိုလိုပါတယ်။သူကဝိညာဉ်တစိုက်ခန့်နေပညာကိုအသုံးပြုပြီးပဇောင်းကိုဟားလိုက်တော့အနံ့ရောက်အလံတစ်ချောင်းကထွက်လာပါတယ်။ထိုအရာကတော့ပေ30လောက်ရှိတဲ့ဝိညာဉ်အလံဖြစ်ပါတယ်။ဝင်လိုက်ဝင်လင်းကအလံကိုညှို့ထုတ်လိုက်တော့အလံကယူလျက်လာပါတယ်။ထိုအရာဝင်လင်းကိုအမြင်မဲ့လှည့်ပတ်ပြီးပုံတရံကိုဖျက်တမ်းသွားပါတယ်။အလံကလည်းမင်းနဲ့နေတဲ့မြခရစ်စီကိုဥတီသွားတဲ့အချိန်မှာဝိညာဉ်အပိုင်းစားတွေကဝင်လင်းဖျက်တမ်းသွားဖို့အတွက်နေရာဖယ်ပစ်လိုက်ကြပါတယ်။ပြီးတော့ဝင်လင်းနဲ့အလံကစိတ်ဝိညာဉ်တန်းစိမ့်ခိုင်းရဲ့ပုံတရံထဲမှာပျောက်ကွယ်သွားပါတယ်။ မကြခင်မှာပဲမင်းနဲ့နေရဲ့မူတိတ်နေရပုံမှန်တိုင်းဖြစ်သွားပြီးပွင့်သွားတဲ့လမ်းကြောင်းကလည်းအမြန်ပဲပြန်ပိတ်သွားပါတယ်။ဝန်လင်းနောက်ဆုံးရောက်ခဲ့တဲ့အချိန်ကနေနှိုင်းရှိမှဆိုရင်ပြောင်းလဲမှုကတိတ်မရှိမှတပည့်တွေကပို့ပြီးတော့နေသွားတဲ့ပုံပေါ်နေပါတယ်။တစ်ဆယ်ရခိုင်နှုန်းလောက်သာရှိပါတော့တယ်။အဝေးကနေကြည့်လိုက်မှဆိုရင်တော့ရွှေအောင်အလင်းတိုင်လုံးကိုကုထဲမှာတုံးခုပဲကျန်တော့ပါတယ်။မင်းရောပြန်လာပြီပေါ့။ရွှေအောင်တန်တစ်ခုကကောင်းကင်ကနေထွက်ပေါ်လာပါတယ်။သွေးနီရောအလင်းတစ်ခုကဝန်လင်းရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပြီးတွန်ထင်းကလည်းထိုထင်းကနေထွက်လာပါတယ်။ တွန်ထင်းရတော့အရင်အထက်ပိုးအပင်အုံမင်းနေပြီသူ့ရဲ့တကူလုံးမှလည်းတည်ခြင်းရဲ့အရေးုံများထူထဲကိုထပ်ပေါက်နေပါလေလက်ရှိသူကဝင်လင်းနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကနေအရန်ကိုကွာခြားနေပါလေအကြည့်ကဲခမယာဝင်လင်းရဲ့မျိုးလုံးများတော့တွန်ထင်းရောစစင်းတည်ငြိမ်သွားပါလေ ွန်ထင်းတတန်ကိုဆုံတော့မယ်ဆိုတာမြင်တဲ့အခါသူကတပင်းကိုချလိုက်ပါတယ်မင်းကမြင်သွားပြီပေါ့ပြဿနာမရှိပါဘူးငါမှအချိန်ကနှစ်အနည်းငယ်တော့ကျန်သေးတယ်မကြခင်တော့ငါမတည်သေးပါဘူးတွန်ထင်းတော့ရေလိုက်ပါတယ်သူကရေလိုက်တဲ့အခါသူ့ရဲ့ပလက်ကတည်ခြင်းရဲ့အရေးပုံများလည်းယုံနေသွားပါတယ်မဆိုးပါဘူးဒီနှစ်တွေအတွင်းမှာမင်းရဲ့ချစ်ညက်မှုအဆင့်ကအများကြီးပိုပြီးတော့တိုးတက်လာတယ်ကောင်းကင်ပေါ်စွိုင်းကိုစုပ်ယူပြီးမင်းရဲ့ခန္ဓာကိုယ်တန့်စင်ရမယ့်အဆင့်ကိုရောက်နေပြီ ကောင်းကင်ဘုံကြောက်စင်းရတာအလုံးလောက်ရှိမဲ့ဆိုရင်စိတ်ဝိညာဉ်အတင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ဖို့အချိန်တစ်ခုပဲလိုတော့တယ်။တွန်ထင်းကဝန်လင်းကိုတေချာကြည့်လိုက်ပါရင်သူမြင်လိုက်ရတာသူ့ကိုအာအန်းသိသိပြီးသူ့ရဲ့မျိုးလုံးများကိုတောက်ပတော်စေပါရင်ဝန်လင်းကလည်းခဏတာစဉ်းစားပြီးမှအကြီးကဲမှာကောင်းကင်ဘုံကြောက်စင်းနေရှိလား။သူကမေးလိုက်ပါရင်တွန်ထင်းကလည်းကောင်းကင်ကိုကြည့်ပြီးရောရလိုက်ပါရင်မင်းကတော်တော်ကိုဆိုးရပဲစံလို့ကောင်းကင်ဘုံကြောက်စင်းရင်တော့ပဲစိတ်ဝိညာဉ်တန်းစင်ခိုင်းကိုပြန်လာတာကောင်းကင်ဘုံကြောက်စင်းနေရတာလုံးလုံးနေမဲ့ဆိုရင်မင်းကပြန်မလာတော့ဘူး။ဝန်လင်းကလည်းပြုံးလိုက်ပြီး ခေါင်းခါလိုက်ပါတယ်ဝင်းညစ်ဆယ်တန်းအနှံအတွက်တော့ကျွန်တော်ပြန်လာဦးမှာပါတွန်ထဲမျိုးလုံးများလည်းတောက်ပေါက်သွားပါတယ်သူကဝန်လင်းကိုကျင်းတဲ့အားရတဲ့အချင်းနဲ့ချိပြီးပြုံးလိုက်ပါတယ်ကောင်းပြီလေဝင်းညစ်ဆယ်တန်းအနှံမင်းအတွက်ပဲငါရဲ့ဝင်းညစ်အစိပ်ပိုင်းကလည်းမင်းစီကိုရောက်တော့မယ်နောက်နှစ်နေငယ်အတွင်းမှာပဲစိတ်ဝင်းညစ်တန်းစင်ခိုင်တစ်ခုလုံးကလည်းမင်းပိုင်ဖြစ်တော့မှာမင်းကဒီနေရာကိုမကြိုက်ဘူးဆိုရင်စိတ်ဝင်းညစ်တန်းစင်ခိုင်ကိုဆွန့်လွတ်လို့ရတယ်ဒါပေမဲ့ငါမင်းဖို့ဘလောက်ထိကောင်းခဲ့လဲဆိုတော့တော့မှတ်မိရမယ်မင်းရဲ့ဂရုကိုလည်းတီးရမယ်ဒီဖိုးကြီးကမင်းကိုတစ်ခုပြောချင်တာက ဝိညာဉ်စေတန်အလောင်းကိုလုံကြုံထားဖို့ပဲအရိလန်တာလုံကြုံမဲ့ဆိုရင်ငါရဲ့စိတ်ဝိညာဉ်တန်းစေခံရဆက်ပြီးတော့ရှိနေဦးမှာဒီဂျိုကမင်းတို့လူအတွက်တော့အယောင်းအသိငယ်လုံးနဲ့စံနူးကိုမင်းရထွက်သွားပြီဆိုရင်ငါရဲ့စိတ်ဝိညာဉ်တန်းစေခံပြန်ပြီးတော့ကြည်ထားဖို့တင့်တော်တဲ့နေရာကိုရှာအမိပို့ပြီးတော့မင်းနဲ့တာဝါ999ခုကိုစောက်ပြီးငါရဲ့စိတ်ဝိညာဉ်တန်းစေခံရဲ့အစင်းချောင်းကျင်းကျဲရဲ့နိုင်ငံဖြစ်လာဖို့အိမ်မက်ကိုအကောင့်ထည့်ဖော်ရမယ် တေချာနားထောင်ဆန်သူဝန်လေးရဲ့မျိုးလုံးကလည်းအစိတ်တင်နေပါတယ်ထိုလောကမှာအလကားရတဲ့အရာဆိုတာမရှိပါဘူးထို့ကြောင့်တခုခုလိုချင်တဲ့ဆိုရင်တော့အဖိုးခါကိုပေးရပါလိမ့်မယ်ခနာဒစင်နာဘီနာကိုဝန်လင်းကတွန်ထင်းရဲ့စကားကိုသဘောတူလိုက်ပါတယ်သူကခေါင်းညိတ်ပြီးတော့ကျွန်တော်လှုပ်ပေးနိုင်တယ်သူကပြောလိုက်ပါတယ်တွန်ထင်းကလည်းဝန်လင်းကိုတေချာကြည့်ပြီးတပြင်းကိုချလိုက်ပါတယ်သူကမူကောင်းကင်းကိုမော့ကြည့်လိုက်ပြီးစီနီယာအကူကြီးမင်းရဲ့ဟိုကင်းပေါ်ငါတို့အရာအလုံးကိုလုံးကြည့်ထပ်လိုက်ပြီးဒီလုံးကြီးမှာအရာအလုံးကိုမဆုံးရှုံးပါစေနဲ့လို့မျှော်လင့်တယ် ်သူကအတောက်ပြေးရှူသွင်းပြီးသူ့ရဲ့အင်ဂျင်လေကိုဝင်ရလိုက်ကငါးနောက်ကလိုက်ခဲ့သူကထိုးထိုးပြောလိုက်ပါတယ်ထို့နောက်သူကဦးဆောင်ပြီးဝင်လင်းကလည်းနောက်ကနေတိတ်ချလိုက်သွားပါတယ်သူတို့နှစ်ယောက်ကမိုးကျိုးလိုမြန်တဲ့အချိန်နဲ့စိတ်ဝိညာဉ်တန်းစင်ခံကိုဖျက်ဆီးပြီးတော့နောက်ကျောကတောင်ပတ်စီကိုရောက်ရှိသွားပါတယ်သူတို့နှစ်ယောက်စလုံးကမိုးကျိုးလိုမြန်တဲ့အချိန်နဲ့စိတ်ဝိညာဉ်တန်းစင်ခံကိုဖျက်ပြီးတော့နောက်ကျောတောင်ကိုရောက်ရှိသွားပါတယ်သူန်ထင်းကတစ်စိတ်တစ်ခုကိုထွက်လိုက်တော့ပုံဝင်ကျင်တစ်ခုလုံးကတုန်ခေါက်သွားပြီးအနေအောင်လိုင်းတစ်ခုကရုတ်တရက်ပေါ်လာပါတယ် ်ထိုလိုင်းမှာတော့အနှဲအောင်မူကြိုးတွေကဖက်တန်းနေပြီးတော့အန္တရာယ်များတဲ့အငွေ့တက်များလည်းထွက်လာပါတယ်။ဒါငါတို့စိတ်ဝိညာဉ်တန့်စင်ခိုင်းရဲ့တားမြစ်ထားတဲ့နေမီပဲဝိညာဉ်တစ်စိတ်နီးပညာကိုကျွမ်းကျင်တဲ့လူတွေကပဲဒီနေရာကိုဝင်ခွင့်ရှိတယ်။ဒါကြောင့်မင်းတို့ဒီကိုခေါ်လာတာကဂန်ရဲ့စီမင်းစီကန်းကိုချိုးဖောက်အောင်မကြောက်ဘူး။တွန်ထင်းကပြောပြတာနဲ့လိုင်းထဲမှာပျောက်ကွက်သွားပါတယ်။ဝယ်လင်းကလည်းခဏတာစဉ်းစားလိုက်ပါတယ်။သူ့ရဲ့မျက်နှာကတော့အေးစိတ်တည်နေနေပေမဲ့သတိထားပြီးတော့တွန်ထင်းရဲ့နှောင်းကနေဂယူဒီဇိုင်းနဲ့လိုက်သွားပါတယ်။ လိုင်းထဲကိုဝင်လိုက်တာနဲ့တင်းမြောက်ရှင်ပြောင်းခြင်းနီးပညာသုံးသလိုခန်းစားလိုက်ရပါတယ်မျိုးလုံးများလည်းမှုံသွားပြီးတော့ ပြန်လဲကြည်လင်လာတဲ့အခါသူကဂူဂူတဲကိုရောက်နေပါတယ်ထိုဂူကတော့တိတ်ပြီးတော့မကြည့်ပါဘူးသူရှိကနေရမှာတော့ကောင်းကင်ဘုံကြောက်ဆိုင်နဲ့လှုပ်ထားတဲ့ကြောက်ပြား၃၀ကျော်ကရှိနေပါတယ်ဒါစိတ်ဝိညာဉ်တန့်စင်ခိုင်းရဲ့အတိတ်ကစိတ်ဝိညာဉ်အတင်ပြောင်းလဲခြင်းအဆင့်ကြီးညက်သူတွေအားလုံးအတွက်ကြောက်ပြားတွေပဲတွန်ထင်းကတော့ထိုကြောက်ပြားတွေကိုယူသေးစွာနဲ့ဥညွန့်လိုက်ပါတယ်ဝိုင်လင်းကလည်းဥညွန့်လိုက်ပါတယ်တွန်ထင်းရဲ့မျိုးလုံးထဲမှာတော့ဝမ်းတမ်းမှုရဲုံများပေါ်လာပြီးတော့ခေါင်းကိုညှိလိုက်ပါတယ်ပြီးတော့သူကဘေးကိုရှောက်သွားပြီးနေရန်တစ်ခုကိုလက်နဲ့ဖိလိုက်ပါတယ်မကြခင်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးကတုန်ခါတံများထွက်လာပါတယ်ဆန်နူ ကြောက်ပွင့်ပုံစံထိုင်လိုက်ငါရဲ့စိတ်ဝိညာဉ်တန်းစီတိုင်းမှာကုန်းလေးပုံကြောက်စင်းနေရတိတ်ပြီးတော့မကြံတော့ဘူး ဂျိုစိတ်ကနေငါတို့ရောက်လာတော့ကအများကြီးကိုတုံလုံထားရင်ပဲနှစ်ထောင်ပေါင်းများစွာအကြာပြီးတဲ့နောက်မှာစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျဉ်းသူ30ဒေါ်လာပြီးနောက်ငါတို့ရဲ့ကြောက်စိမ်းနေအားလုံးကကုန်သွားပြီကြံတဲ့ကြောက်စိမ်းနေရတော့ငါတပည့်ကြီးရင်လည်းငါငငယ်တုန်းကကောင်းကင်ဘုံနေမရနေရလာတဲ့အရာတွေပဲမင်းအတွက်ဒါမလုံလောက်ဘူးလို့ငါထင်တယ်ဒါပေမဲ့မင်းကစိတ်ဘူးနဲ့မလုံလောက်သေးဘူးဆိုရင်ငါမင်းအတွက်လူ့ပေးမယ်ဘလို့ပဲဖြစ်ဖြစ်မင်းကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုအမြင်ရောက်ရမယ်ငါတို့ရဲ့စိတ်ဝိညာဉ်တန့်စင်ခံရကောင်းကင်ဘုံကြောက်စိမ်းမလုံလောက်မှဘယ်တော့မှစိတ်မပူခဲ့ဘူးဘာလို့လဲဆိုတော့ ော့တယောက်ကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ဖို့အဆင့်သစ်ဖြစ်ပြီဆိုရင်ငါတို့ကဂိုင်းတစ်ခုကိုရွေးပြီးတော့ဝိညာဉ်စေတန်အလန့်ကိုယူပြီးလိုအပ်တာတွေကိုလူးယူတယ်။ဂိုင်းတစ်ခုကမလုံလောက်ဘူးဆိုရင်ဂိုင်းနှစ်ခုကိုသွားတယ်။နှစ်ခုကမလုံလောက်ဘူးဆိုရင်တော့တတိယဂိုင်းကိုထပ်ပြီးတော့သွားတယ်။နောက်ဆုံးမှတော့ငါတို့လိုအပ်တဲ့ကောင်းကင်ဘုံကြောက်စိမ့်နဲ့အာလုံကရလာမှာပဲ။ငါစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်တော့ငါဆရာကဝိညာဉ်စေတန်အလန့်ကိုယူပြီးတော့အဆင့်ကကျင့်ကြံနေနိုင်တဲ့၃ခုကဂိုင်းနဲ့အာလုံစီကနေကောင်းကင်ဘုံကြောက်စိမ့်နဲ့ခိုးယူခဲ့တယ်။တွန်ထန်ကပြောနေရင်သူ့ရဲ့မျိုးလုံးထဲမှာလည်းမာနတရားများပေါ်လာပါတယ်။ဝယ်လင်းက ထိုးရောက်ကြတော့ခါသီးဆောင်နဲ့ပြောင်းလဲယူပဲတက်နိုင်ပါတော့တယ်စိတ်ဝဉ္ဇဉ်တန်းစင်ကိုင်းကအရန်ဝရက်ဆက်တယ်လို့သူကထင်မိပါတယ်ဝဉ္ဇဉ်စေတန်းအလှန်ဆိုတာဟင်းသားဗရာအောင်ကြောက်ရတဲ့ຢာတစ်ခုပဲဖြစ်ပါတယ်စိတ်ဝဉ္ဇဉ်တန်းစင်ကိုင်းကထိုးဆွဲနေဆိုရင်ဂျိုးတစ်ခုလုံးတိမ့်ပိုင်နေပါတယ် ဘသူကမှလည်းတားရင်မမဟုတ်ပါဘူးစိတ်ဝင်ရဲ့အသွင်ပြောင်းလဲခြင်းအစဉ်ချင်းချက်သူတွေရအောင်ဓလောက်မများထွက်လုံနိုင်တာအံ့ဩစရာတော့မရှိပါဘူးသူတို့တုံးတဲ့ကောင်းကင်ဘုံကြောက်စိမ့်နေအားလုံးကသူများစီကနေလူလာတာဖြစ်ပါတယ်ယခုချိန်မှာမြေကြီးကလည်းပုံမူပြီးတုံဖီလာပြီးအကွဲလာပါတယ်ပြီးတော့လူတယောက်ရဲ့ကောင်းကင်ဘုံကြောက်ကြီးနှက်ခဲရမြေအောက်ကနေထွက်ပေါ်လာပါတယ် ကုန်းဝင်းပုံစွမ်းရည်များလည်းပုံဝင်ကျင်းမှာပြည်လာပါတယ်ဝယ်လင်းကတိတ်ချကြည့်လိုက်တော့ထူကြောင်နှခဲရေသွေးရသူ့ကြောက်တွေလောက်မကောင်းဆိုတာတွေ့လိုက်ရပါတယ်ဒူအားနဲ့ရွယ်စားကကြီးမားတဲ့အတွက်ကုန်းဝင်းပုံစွမ်းရည်နေရာပို့ပြီးတော့များများပေါဝင်နေပါတယ်ဝယ်လင်းကအတောက်ရှူသိမ်းပြီးကုန်းဝင်းပုံစွမ်းရည်များကိုဆုပ်လိုက်ပါတယ်ကြောက်တခဲရဝယ်လင်းရှိမှာပဲနောက်တခဲရတော့သူ့နောက်မှာရှိနေပါတယ်ကြောင်နှခဲလုံးကနေလည်းကုန်းဝင်းပုံစွမ်းရည်များကိုထုံးလုံးနေပြီးဝယ်လင်းကတော့မြုံနိုင်လောက်မျက်စံနဲ့အမျက်နှုံးနဲ့ဆုပ်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းကြီးမားပြီးလဲပတ်နေတဲ့ရေဝဲတစ်ခုလိုပဲဖြစ်နေပါတယ်ကုန်းဝင်းပုံကြောက်ရည်ကနေ ထွက်လာတဲ့ကောင်းကင်ဘုံစွဲအင်းတွေကအရန်အောင်များလုံးလို့မြင်တာတဲ့အဖြစ်အောင်မင်းကြောင်းတွေအဖြစ်ပေါ်လာပြီးကြောက်စိမ့်နေတဲ့ဝန်လင်းကိုဆက်သွက်ပေးထားပါတယ်ဘေးနားမှာရက်နေတဲ့တွန်ထင်းအလဲခေါင်းငိမ့်လိုက်ပါတယ် သူကသူ့ရဲ့တုံလုံးအိမ်ကိုပို့လိုက်ပြီးအဖင်ရောအလံငလေးခုနှစ်ခုကိုထုတ်လိုက်ပါတယ်အလံဝင်ပစ်လိုက်တော့ဝလင်းရဲ့ပလက်မှာကျသွားပါတယ်အဖင်ရောအမှုန့်များလည်းအလံအနေထွက်လာပြီးစစ်တပ်မှုများကိုဖိပော့စေကမူမှန်တဲ့ပုံတံတန်တစ်ခုကိုဖန်တီးလိုက်ပါတယ်တုံထင်းရတော့လေထဲကိုလညွှထိုးပြီးရက်သူကပြောလိုက်ပါတယ်အဖင်ရောမင်းကြောင်းနေရာအလံနဲ့ဆက်သွဲထားတဲ့မင်းကြောင်းနေရာနေထွက်လာပြီးဝလင်းကိုလုံအောင်ဝင်းရဲသွားပါတယ်စန်နူးဒီပုံစံနဲ့မင်းရဲ့ဝင်းညင်စွမ်းရင်စုပ်မှုပြောင်းလဲနှုန်းကမြန်လာလိမ့်မယ်ငါမင်းကိုဘယ်တော့မှရှော့မတက်ခဲ့ဘူး ကုန်းပုံစွိုင်းနေရအဆုံးမရှိသူ့ရဲ့ခန္ဓာကိုယ်ထဲကိုရောက်လာပြီးအစမပြတ်တက်စင်နေတဲ့အတွက်သူ့ရဲ့ဝိညာဉ်စွိုင်းများလည်းပြောင်းလဲလာပါတယ်ဝယ်လင်းကအချိန်ကုန်လုံးမှုကိုတစ်ဖြည်းဖြည်းနဲ့မေ့လျော့သွားပြီးကုန်းပုံစွိုင်းရဲ့ဆုပ်ဥချင်းနဲ့ဝိညာဉ်စွိုင်းပြောင်းလဲခြင်းမှာစိတ်နစ်ထားလိုက်ပါတယ်ထိုလူငယ်စဉ်တစ်ယောက်မှာသူကကုန်းပုံစွိုင်းများကိုနက်နက်နဲနဲနားလဲလာပါတယ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိခြင်းအားကျဉ်းကျဉ်းသူတွေအတွက်ရည်သွေးပြောင်းလဲခြင်းကိုဆိုလိုပါတယ်ဝိညာဉ်စွိုင်းကိုပြောင်းလဲပြီးကုန်းပုံစွိုင်းကိုထိန်းချုပ်နိုင်မှသာအဆင့်မှန်အဆွမ်းထက်တဲ့လူလိုတတ်မှတ်နိုင်ပါတယ် စိတ်ဝိညာဉ်အတင်ပြောင်းလဲခြင်းအဆင့်ကြီးညက်သူတွေကကုန်ကြီးပုံစွမ်းအင်ကိုထိန်းချုပ်နိုင်တဲ့အတွက်ဝိညာဉ်စွမ်းအင်တုံရန္တနာတွေအများကြီးကအသုံးမဝင်တော့ပါဘူး။ဘာလို့လဲဆိုရင်ကုန်ကြီးပုံစွမ်းအင်ကိုမခံနိုင်လို့ပါ။အလားတူပဲဝိညာဉ်စွမ်းအင်နဲ့လုံအောင်မလှူရှားနိုင်တဲ့ရန္တနာအချို့ကလည်းရှိပါတယ်။ကုန်ကြီးပုံစွမ်းအင်နဲ့သာလှူရှားနိုင်ပါတယ်။ကုန်ကြီးပုံထားနဲ့နဖျားသက်ဆေးထားကလည်းဒီလိုပဲဖြစ်ပါတယ်။အချိန်ကုန်လာနဲ့အမျှကုန်ကြီးကြောက်တွေကဘလောက်ပဲရှိရှိနောက်ဆုံးမှတော့စုပ်ယူလို့ကုန်ဆုံးကုန်ပါတယ်။ ထုံနှင်းမှာတော့ကြောင်နှခုမှာအကွက်တက်များတူတူညင်ညင်နဲ့ထွက်ပေါ်လာပြီးအကွက်ကြောင်များလည်းပေါ်လာပါတယ်။ကောင်းကင်ဘုံကြောင်ပြားနှခုဘုံမှာလည်းအကွက်ကြောင်များစတင်ပေါ်လာခဲ့ပါတယ်။အကွက်ကြောင်တွေဟာပြန့်နှံ့လာပြီးကြောက်တွေကလည်းခဲရောက်အဖြစ်ဖြစ်ဖြစ်နဲ့ပြောင်းလဲသွားပါတယ်။ထုံနှင်းမှာတော့ဝလင်းကရှေးကကောင်းကင်ကြောက်ထဲရ ကောင်းကြီးပုံစွန့်ရင်နောက်ဆုံးပိုင်းကိုထုတ်နိုင်ခဲ့ပါတယ်။ဒိုင်းကနေတန်တဲ့တူကြောက်ပြားလည်းပိုင်မဲ့ကွေးသွားပြီးသူ့ရဲ့ရှေ့မှာဖုံဖုံတောင်ငယ်လေးတစ်ခုဖြစ်တည်လာပါတယ်။တစ်ချိန်တည်းမှာပဲသူ့နောက်ကကောင်းကြီးကြောက်ရလေပြူကျသွားပါတယ်။လေးမရှိပဲနဲ့ဝလီယန်စွေများလည်းလွင့်ပြတ်နေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲကကောင်းကြီးပုံစွန့်ရင်ပမာဏအရင်အားထက်မေးမတွက်နိုင်အောင်မြပြလာပါတယ်။ အလွန်အင်အားကြီးမတဲ့အငွေတပ်တစ်ခုကလည်းသူ့ရဲ့ခန္ဓာကိုယ်ကနေပြန်လာပြီးခန္ဓာရည်မရှိတဲ့အဖင်အောင်လန်ခုနှစ်ခုကိုလွင့်ဆင့်သွားစေပါတယ်။ဝက်လင်းကဖြည်းဖြည်းချင်းခေါင်းကိုမောလိုက်ပါတယ်။သူကထားလိုက်တဲ့အခါမျိုးလုံးထဲမှရွှေအောင်လေးနက်များထွက်လာပြီးပြန်လည်ညစ်သက်သွားပါတယ်။တုံးမှုပုံတစ်ပုံကပြီးသွားပြီးဝက်လင်းရဲ့အကြည့်များကလည်းထောင်းမှထိုင်နေတဲ့တွန်ထင်းစီကိုကြောက်သွားပါတယ်။တွန်ထင်းကတော့မျိုးလုံးကိုဖင်ပြီးပြုံးလိုက်ပါတယ်။ကောင်းပြီလေ။အခုမင်းကငါနဲ့လိုက်ခဲ့။ကောင်းကင်ဘုံကြောက်စင်းတွေကိုခိုးယူဖို့အတွက်မင်းကိုခေါ်သွားမယ်။ စစ်ပွဲကြောက်အရာလုံးကရှုပ်ထင်းနေမိစစ်ပွဲရအောင်ငါတို့စိတ်ဝိညာဉ်တန်းစင်ခိုင်းရဲ့ဒီအစင်လာကိုမတားစီနိုင်ဘူးတွန်ထင်းတော့ရေမော်လိုက်ပြီးတူရှိကလီဟာနေကိုဆက်ဖက်ကအနေအောင်တင်မောတစ်ခုကိုဖန်တီးလိုက်ပါတယ်ပြီးတော့သူကထိုးထဲကိုဝင်သွားပါတယ်ဝယ်လင်းကလည်းပြုံးလိုက်ပြီးသူ့ရဲ့နောက်ကနေလိုက်သွားပါတယ်သူတို့ကပြန်ပေါ်လာတဲ့ချိန်တွင်စိတ်ဝိညာဉ်တန်းစင်ခိုင်းရဲ့အပြင်ဘက် ကုန်းဝေးထမ်းမှရောင်းနေပါတယ်။တုန်ထင်းရတော့လက်နှဖက်ကိုနောက်ပြစ်ပြီးမိုးတိတ်မြောက်အစည်းကရှေ့ကနေဦးဆောင်ပြီးပြတ်တန်းသွားပါတယ်။ဝယ်လင်းကလည်းတုန်ထင်းရဲ့နောက်ကနေလိုက်ပါသွားရင်ကုန်းဝေးပုံစွမ်းရင်ကသူ့ရဲ့ခန္ဓာကိုယ်ဘယ်လိုပြောင်းလဲစေမလဲဆိုတာခံစားမိနေပါတယ်။ကုန်းဝေးပုံစွမ်းရင်ကသူ့ရဲ့ခန္ဓာကိုယ်ဘယ်လိုပြောင်းလဲစေလဲဆိုတာခံစားနေမိပါတယ်။ယခုချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ထဲကဝိညာဉ်စွမ်းရင်ကတိတ်ပြီးတော့မကြံတော့ပါဘူး။အများစုကကုန်းဝေးပုံစွမ်းရင်အဖြစ်ပြောင်းလဲသွားပြီးဒိုးရတဲ့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်ဖို့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကုန်းဝေးပုံစွမ်းရင်နဲ့ပြည့်အောင်ဖြစ်ရမှာဖြစ်လို့ကုန်းဝေးပုံကြောက်စိမ့်နေ အများကြီးဟူတော့လိုအပ်နေပါသေးတယ်။ပီလူးနိုင်ငံရဲ့အနောက်ဘက်မှာတော့အင်းဆက်အုပ်ကြီးတအုပ်ဟာရှိနေပါတယ် ထိုနေရာကီလိုမီတာတစ်တောင်းအတွင်းမှာအသက်ရှင်တဲ့လူတယောက်မှမတွေ့နိုင်တဲ့တင်မင်းတမန်ရဲ့မြေပြင်ပေါ်မှာပဲဖြစ်ပါတယ်ထိုနေရာကတော့အင်ဆက်တွေအတွက်တော့နေပြန်ဖုံပဲဖြစ်ပါတယ်အစိတ်အင်ဆက်တွေအများကြီးကလည်းရှိနေပြီးကျဉ်ကျဉ်သူအချိုးအနှောင်မရှိဝဲကြပါဘူးထိုနေရာမှာအင်ဆက်အုပ်ကြီးများရွေလျားသွားလာနေရအောင်မကြခဏမြင်ရတတ်ပါတယ်သူတို့ကထိုနေရာရဲ့အရှင်သခင်တွေပဲဖြစ်ပါတယ်အင်ဆက်အုပ်ကြီးထဲမှာအစိတ်ရှိတဲ့အခြားသားတွေကလည်းရှိနေပါတယ်ဒါဝရင်သူတို့ကအင်ဆက်တွေကိုမရှိနိုင်လို့အများစုကတော့အုပ်ကြီးထဲမှာပဲနေထိုင်ကြပြီးပုံမှန်အားဖြင့်အပြင်ကိုမထွက်ကြပါဘူးပီလူနိုင်ငံမှာရှိတဲ့ကျဉ်ကျဉ်သူအ အလုံးကလည်းထိုအင်းဆက်အုပ်ကြီးထဲကိုချစ်တလန်းတော့မှမလန်းရင်ကြပါဘူး။အန်နီရဲ့များလို့တားမိထားမှမဟုတ်ပါဘူး။ထိုနေမီရနဆိုးအင်းဆက်ခံရဲ့နေရာဖြစ်နေလို့ပါ။နဆိုးအင်းဆက်ခံရတော့ရှုံ့နှုံထဲမှာရှိနေပါတယ်။နဆိုးအင်းဆက်ခံရတော့အရန်အောင်မှထူဆန်းတဲ့ဂိုင်းတစ်ခုပဲဖြစ်ပါတယ်။ဂိုင်းရဲ့ထန်တော်ချုပ်တစ်ခုမှရှိပဲအဆောက်အဦးတွေနဲ့အဆောက်အုံတွေကရှုံ့ရဲတစ်ချောင်းမှာပြန်ကျနေပါတယ်။မိသားခိုင်းပါတဲ့နေရာတချို့ကတော့ရှိပါတယ်။နဆိုးအင်းဆက်ခံရဲ့တပည့်တွေကထိုနေရာမှာနေထိုင်ကြပါတယ်။သူတို့ကရှုံ့နှုံတစ်ခုလုံးပြန်ကျနေပြီးထိုနေရာတွေမှာလည်းနေထိုင်ကြပါတယ်။နဆိုးအင်းဆက်ခံရဲ့တပည့်တွေကမှအချင်းချင်း င်ချစ်ခင်ယဉ်နေမှုကတိတ်ပြီးတော့မရှိပါဘူးသူတို့ရဲ့ကြီးညက်ခြင်းနီလန်းအင်းဆက်တွေနဲ့စစ်ဆန်နေပါတယ်ရှုံးလုံထဲကအင်းဆက်တွေအများကြီးကသူတို့အတွက်အဆင်ပြေစေပါတယ် ထုံနေမှာတော့ရှုံးလို့ရဲ့အဆုံးဘက်ကောင်းကင်ထက်တွင်လူနှယောက်ကပေါ်လာပါတယ်တယောက်ကတော့အသက်ကြီးပြီးတယောက်ကတော့ငယ်ရွယ်ပါတယ်အသက်ကြီးသူကတော့အနေအောင်အဆုံးကိုဝတ်ထားပြီးသပင်များလည်းမိကုံးအောင်ဖြစ်နေပါတယ်ပရင်ပါနဲ့တူးလက်တွေကိုလည်းနောက်ကျုံးမှပြစ်ထားပါတယ်မျိုးလုံးများတော့အိဆက်နေပြီးအင်းဆက်အလုံးကိုကြောင်းလန့်ပြီးတော့ထွက်ပြေးသွားစေနိုင်တဲ့အချိန်ဝါတစ်ခုကိုထုတ်လို့နေပါတယ်သူ့ပင်များလူကတော့လူငယ်တယောက်ပဲဖြစ်ပါတယ်အဖီအောင်ဝတ်ဆုံးကိုဝတ်ဆင်လာပြီးသပင်တွေကတော့နောက်ကျုံးမှလွလက်စွာနဲ့စစ်စစ်နေပါတယ်ချုံမိုးတယ်လို့မဆိုနိုင်ပေမဲ့ထူကြတဲ့အချိန်ဝါတစ်ခုကရှိနေပါတယ်သူ့ရဲ့မျိုးလုံးများအထူးသဖြင့်ကြီး င်နေပါတယ်။တစ်ချက်ကြီးလဲုံနဲ့လူတယောက်ရဲ့နှလုံးသားကိုလှုပ်ခတ်သွားစေနိုင်ပါတယ်။ ်ထုံနေရောက်ကတော့တွန်ထန်းနဲ့ဝန်လီမဲဖြစ်ပါတယ်တွန်ထန်းကတော့ထုံနေရနဲ့အရန်ရောရင်းနှီးရဆိုတာရှင်းနေပါတယ်ဘာလို့လဲဆိုတော့သူကဝန်လင်းကိုထုံနေရကိုဓာတ်ရိုက်ခေါ်လာခဲ့လို့ပါ သူကအောက်ကရှုံးလို့ယူကိုကြည့်ပြီးတပင်းကိုချလိုက်ပါတယ်ဆန်နူသူတို့အလုံးကကြွက်တွေလိုပုံနေကြရင်ပဲမကြည့်နဲ့ငါပြပြမယ်ဒီနဆိုးအဆက်ဂိုင်းဝင်းနေရသူတို့ရဲ့ရင်ဘွားမှာချမ်းသာခဲကြတယ်လို့ငါဆရာငါ့ကိုပြောဘူးတယ်ငါဆရာငါ့ကိုဒီကိုခေါ်လာတော့ငါတို့လူယူခဲ့တဲ့ကုန်းကြီးပုံကြောက်စင်းပမာဏအချားခိုင်းနေရယူခဲ့တဲ့ပမာဏထက်သုံးစားပိုပြီးတော့များတယ်ထို့သို့ပြောပြီးတော့သူကလက်ကိုဆန်းထုတ်လိုက်တော့ ဝိညာဉ်စေတံပအလံတစ်ခုကသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်ဝိညာဉ်စေတံအလံကိုဆုပ်ကိုက်ထားပြီးနောက်တွန်ထင်းရဲ့အချိန်ကလုံအောင်ပြောင်းလဲသွားပါတယ် သူကအောက်ကရှုံးတော့ဆိုက်ကြည့်ပြီးအလံဝင်ရလိုက်ပါတယ်မေးမတွန့်နိုင်တဲ့ဝင့်အပိုင်းဆာများကလည်းချက်ချင်းပဲပြန်ထွက်လာပြီးပဝင်းကျင်တစ်ခုလုံးဖုံးလွှမ်းသွားပါတယ်ကောင်းကင်ကလည်းအရောင်ပြောင်းသွားပြီးအချိန်များကလည်းရက်တန့်သွားပါတယ်ပဝင်းကျင်တစ်ခုလုံးတော့ဝင့်အပိုင်းဆာတွေကဝင်းရထားပြီးတရေတဆီလိုအော်တန်များကလည်းအစမပြတ်ထွက်ပေါ်နေပါတယ်ထိုအော်တန်တွေကရှုံးတော့တစ်ခုလုံးပြန့်နှက်သွားပါတယ်ထိုရာယတနာပစိတွေရဲ့တိုက်ခိုက်မှုလောက်အင်အားရှိနေပါတယ်ရွှေရောင်နဲ့ခင်ရောက်ဝင့်အပိုင်းဆာ၁၀ခုကျော်ရဲ့မျိုးလုံးများကလည်းစိတ်လှုပ်ရှားမှုတွေနဲ့ဘာအမိမ့်မှမပါပဲရှေ့ကိုတဟုန်တိုးပြေထွက်သွားပါတယ်အစ ိတ်အင်ဆက်အလုံးကသူတို့ရဲ့သဘောရန်သူကိုတွေးတဲ့အလားထပ်ပြီးတော့ကြပါတယ်တွန်ထင်းမျိုးလုံးများလည်းတောက်ပွားလာပြီးနဆိုးအင်ဆက်ခံရကြွတ်တွေဒီဖိုးကြီးတွန်ထင်းကရောက်လာပြီး ထုံးစံအတိုင်းကောင်းကင်ဘုံကြောက်စိမ်းတို့အမြန်ပဲအပ်လိုက်သူကအော်ပြောလိုက်ပါတယ်ဝယ်လင်းကတော့ထိုစကားကိုကြားတဲ့အခါမအုံနိုင်ပဲရင်မောလိုက်ပါတယ်ကောင်းကင်ဘုံကြောက်စိမ်းတို့လူယူဖို့အတွက်စီကန်းနေရရှိနိုင်ပါမလားစိတ်ဝန်းကျင်တန်းစင်ကန်ရထိုကဲ့သို့အာနာပြဖို့စင်သားရနေရဆိုတာဝယ်လင်းကတော့မသိပါဘူးတွန်ထင်းဆရာသူ့ကိုထိုနေရကိုခေါ်လာတော့ကသူကလည်းဒီလိုပဲပြောခဲ့ပါတယ်တွန်ထင်းဆရာရဲ့ဆရာကလည်းအလားတူစကားကိုပြောခဲ့တယ်လို့ကောလာဟာလာများထွက်ခဲ့ပါတယ်တူတူပြောရမယ်ဆိုရင်တော့စီကန်းတစ်ခုကရှိနေပါတယ်အင်ဆက်အုပ်ကြီးကြားကနေဒေါ်သားကြီးအော်တန်ချိုးကလည်းထွက်လာပြီလူနှစ်ယောက်ကပြန်ထွက်လာ ါပါတယ်ဝိညာဉ်ပိုင်းစားတွေကသူတို့တားဆီးဖို့စ조사ရင်မယ်သူတို့ရဲ့အချိန်မှာကြောက်ပြန်လဲပြီးတော့တွထုတ်ခံလဲရပါတယ်တို့ရရင်သူတို့နှစ်ယောက်ကဘာလုပ်ရမလဲဆိုတာကိုတော့သိပါတယ် တို့ကဝဉဉ်ပိုင်းစားတွေကိုထိခိုက်အောင်မလုပ်ပဲပြန်တွန်းထုတ်လိုက်ပါတယ်တယောက်ကတော့ခံရအောင်ဝင်းအောင်ဝင်းစင်လာပြီးတွင်းနီအောင်ကီမီကောက်နှစ်ကောင်နဲ့အတူရှိနေတဲ့အဖိုးကြီးတယောက်ဖြစ်ပါတယ်သူကတွန်ထင်းအောင်ကြည့်ပြီးတွန်ထင်းအဖိုးကြီးကောင်းကင်ဘုံကြောက်နေရမရှိတော့ဘူးသူကအမြန်ပဲအော်လိုက်ပါတယ်နောက်တယောက်ကတော့နာရီမဆုံကိုဝင်းစင်လာတဲ့အဖိုးအုပ်တယောက်ဖြစ်ပါတယ်သူမရဲ့မျက်နှာမှာတော့ရေချောင်းများပြင်းထန်နေမိမြေလုံးများတော့တောက်ပါနေပါတယ်ခံရအောင်ဝင်းအောင်နဲ့အဖိုးကြီးရဲ့စကားကိုဖြတ်ဖို့သူမချောင်းအောင်ဆူလိုက်ပါတယ်ပြီးတော့တွန်ထင်းအောင်ကြည့်ပြီး တုံထင်းဖိုးကြီးကျမတို့ကကောင်းကင်ဘုံကြောက်တွေကိုမပေးနိုင်ဘူးစွန်မေခန့်မတိမျိုးမျိုးနဲ့ကတိုက်ခိုက်လုံကကျမတို့ကပြင်းထန်စွာနဲ့ဒဏ်ရာခဲ့လို့ပြန်ကောင်းလာဖို့အတွက်ကောင်းကင်ဘုံကြောက်တွေအများကြီးကိုလိုအပ်တယ်အနာဂတ်အတွက်ပါထက်ထွက်မယ်ဆိုရင်တော့ကျမတို့ကမပေးနိုင်ဘူးသူမကပြောလိုက်ပါတယ်တုံထင်းမျိုးလုံးများလည်းတည်ကြည်သွားပြီးအဖေါ်စီကိုအကြည့်ရောက်ရှိသွားပါတယ်သူကနှစ်ဖူးလက်နဲ့ထိုးပြီးသူထိန်ချုပ်ထားတဲ့တင်မင်းရဲ့ခိုးငွေများကိုထုတ်လိုက်ပါတယ် သူကခတ်အော်အတန်နဲ့ရန်ဟုံးငါရဲ့အတက်ကနှစ်နှစ်တော့မကြံတော့ဘူးသူကပြောလိုက်ပါတယ်အဖောက်ကလည်းတော်လုံးသွားပြီးမျက်နှာအမူအရအနေငယ်ပြောင်းလဲသွားပါတယ်ခင်ရောက်ဝေယုံတဲ့အဖိုးကြီးရဲ့မျက်နှာအမူအရကလည်း လာမပဖြစ်သွားပြီးစိတ်ဝိညာဉ်တန်းစင်ခံရလူတွေအလုံးကယူနေကြပဲသူတို့ရဲ့အသက်ကကုန်တော့မဆွင့်ဝိညာဉ်ဆက်တန်းအလောင်းကိုယူပြီးလူတွေစီကနေကောင်းကင်ဘုံကြောက်ဆင်းတွေကိုခိုးယူတယ်သူကတီတူပြောလိုက်ပါတယ်တွန်ထင်းရတော့ရင်မောပြီးဟုတ်တယ်ငါရဲ့အသက်ကနှစ်နှစ်တော့မကြံတော့ဘူးတေချင်းုံလည်းငါမကြောက်တော့ဘူးကောင်းကင်ဘုံကြောက်ဆင်းတွေကိုပေးမဲ့ဆိုရင်ငါထွက်သွားမယ်မပေးဘူးဆိုရင်တော့ငါမင်းတို့နဲ့မတိုက်ဘူးဒါပေမဲ့ဒီရှုံးလုံးထဲမှာရှိတဲ့ အစိမ့်အင်ဆက်တွေအလုံးတော့ငါတုတ်တင်ပြမယ်သူကပြောလိုက်ပါတယ်ခရင်ရဝေယုံနဲ့အဖိုးကြီးကဒေါသကြီးနဲ့ရင်မောလိုက်ပြီးစကားပြောတော့မဲ့အချိန်မှာအဖိုးအုပ်ကချောင်းဆိုးလိုက်ပြီးတွန့်ထင်းအဖိုးကြီးဘာလို့ဒီလိုလုပ်ရလဲငါတို့နှစ်ယောက်ကနင်းရဲ့စိတ်ဝိညာဉ်တန်းစင်ခိုင်းကိုတုတ်တင်နိုင်ုံတွေမကောက်ဘူးနင်းရဲ့ဘေးကဂျူနီယာအလေအသိခံရလိမ့်မယ်သူမကပြောလိုက်ပါတယ်ဝယ်လင်းကတော့ဝိုတဝါနဲ့ပြောင်းလိုက်ပြီးညာလက်ကိုလေထဲမှာထိုးလိုက်တော့ကုန်းကြီးပုံသားပြတ်ထွက်သွားပါတယ်ထုံးတော့ဝယ်လင်းကဓာတ်ကိုလှုပ်ရမ်းလိုက်ပါတယ်ဝယ်လင်းကဓာတ်လွဲခုံမှုပါကုန်းကြီးပုံစွမ်းရဲ့အမြင့်တစ်ချောင်းကိုအသုံးပြုခဲ့ပါတယ် စိတ်ဝိညာဉ်အတွင်ပြောင်းခြင်းအဆင်းကိုမြောက်သိရင်ပဲကောင်းကင်ဘုံဆွမ်းရဲ့အနေငယ်ကိုတော့အသုံးပြုနိုင်ပါတယ်။ကောင်းကင်ဘုံဓာတ်ကိုအသုံးပြုဖို့အတွက်ကောင်းကင်ဘုံဆွမ်းကိုလိုအပ်ပါတယ်။ကောင်းကင်ဘုံဆွမ်းကိုအသုံးပြုတာနဲ့မျက်စိကန်းစီလောက်တဲ့ရွှေရောင်လေးနက်တစ်ခုကထွက်ပေါ်လာပြီးကောင်းကင်ရဲ့ဖီအားကိုထုံးလိုက်ပါတယ်။ဓာတ်ဆွမ်းကလည်းမိုးကြိုးလိုပဲဆင်းသက်လာပါတယ်။အဖေါ်အုပ်ရဲ့မျက်နှာကလည်းတီးတောက်ပြောင်းလဲသွားပြီးသူမရဲ့တုံတော်အိတ်ထဲကနေလက်ခုံတစ်ခုထုတ်ယူကာဓာတ်ဆွမ်းကိုပိတ်ဆို့လိုက်ပါတယ်။ကျေလုံတဲ့အတန်တစ်ခုကလည်းထွက်ပေါ်လာပြီးလက်ခုံကလည်းဓာတ်ဆွမ်းကိုတားဆီးလိုက်တဲ့အခါဖုံမိုးတွေအဖြစ်ပြောင်းလဲသွားပါတယ်။ အဖိုးရဲ့မျက်နှာလည်းအတော်လေးကိုပြောင်းရင်းသွားပါတယ်ခရင်ရွေအဖိုးကြီးရဲ့မျက်နှာပါဝန်လင်းကိုစိုက်ကြည့်ရင်အဆင်မပြေဖြစ်နေပါတယ်ဝန်လင်းကတော့ဖြင်းဆွန်နဲ့မိလိုက်ပါတယ်ဒီနေ့ငါတိတ်မယ်ဆိုတော့မင်းတို့နှစ်ယောက်ကထင်ကြသေးလားအဖိုးကတော့တီတီတဲ့လေတန်းနဲ့ပြောလိုက်ပါတယ်မင်းရဘူးလေခုနကဓာဆွဲရင်ထဲမှာကောင်းကင်ဘုံဆွဲရင်နေရာပေါဝင်နေပေမဲ့သူမကတော့အံမတော်ပါဘူး ဝယ်လင်းကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်နဲ့စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကြားမှာရှိနေရဆိုတော့ကိုသူမကသတိထားမိပြီးသားဖြစ်ပါတယ်ထို့ကဲ့သို့ကျင့်ကြံသူကိုသူမကချင်းချုံမှုတစ်ခုလို့မြူဆပေမဲ့သူမလည်းကောင်းကင်ဘုံယသနာတစ်ခုဟာရှိနေလိမ့်မယ်လို့ဘယ်တော့မှမထင်နာခဲ့ပါဘူးဘလို့ရေသွေးပဲရှိရှိဝိညာဉ်စွမ်းကိုအသုံးပြုတဲ့ယသနာတိုင်းကိုတော့ဝိညာဉ်ယသနာလို့ပဲခေါ်ပါတယ်တစ်ချိန်တည်းမှာပဲကောင်းကင်ဘုံစွမ်းကိုအသုံးပြုတဲ့ယသနာတွေကိုတော့ကောင်းကင်ဘုံယသနာလို့ခေါ်ပါတယ် ကောင်းကင်ဘုံယတနာဆိုတာကောင်းကင်ဘုံစွမ်းရည်ရဲ့စွမ်းအားကိုခန္ဓာရရှိပြီးထိုအရာရဲ့စွမ်းအင်းကို အပြည့်အဝပြသနိုင်တဲ့ယတနာတွေပဲဖြစ်ပါတယ်ထိုကဲ့သို့ယတနာမျိုးကအရန်အုံမှာရှားပါပါတယ်အများစုကတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ချင်းချင်းသူတွေကအနာတက်ခြင်းအဆင့်အပြင်သူတို့အတွက်ကောင်းကင်ယတနာတစ်ခုကိုရှားဖွေလိုကြပါတယ်စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ချင်းချင်းသူတွေအတွက် ကောင်းကင်ယတနာရှိခြင်းနဲ့မရှိခြင်းကကြီးမားတဲ့ကွာခြားချက်တစ်ခုပဲဖြစ်ပါတယ်။ကောင်းကင်ယတနာနဲ့ကောင်းကင်ဘုံစွမ်းအင်ကိုအပြည့်ဝအသုံးချနိုင်ပေမဲ့မရှိဘူးဆိုရင်တော့သူတို့ရဲ့နိစနစ်တွေနဲ့အသုံးပြုရမှာဖြစ်ပြီးထိုရာတော့ယတနာတွေထက်အမြဲတမ်းအားနေပါတယ်။ထို့အပြင်ဝိညာဉ်ယတနာနဲ့ကောင်းကင်ယတနာကြားမှာရှိတဲ့ယတနာအချို့ကလည်းရှိနေပါသေးတယ်။သူတို့ကတော့စွမ်းအင်နှမျိုးလုံးကိုအသက်သွင်းနိုင်ပြီးကောင်းကင်ဘုံစွမ်းအင်ရဲ့စွမ်းအင်ကိုအပြည့်ဝမသုံးချနိုင်ပေမဲ့ဝိညာဉ်စွမ်းအင်ကိုအသုံးပြုတဲ့ယတနာတွေထက်တော့အများကြီးပိုပြီးအဆွမ်းထက်ပါတယ်။ထို့ကဲ့သို့ကောင်းကင်ယတနာကိုတော့ အတူရောင်ကောင်းကင်ယတနာလို့ခေါ်ပါတယ်ဝိညာဉ်စေတန်းလန့်နဲ့အတားစီလန့်တို့ကလည်းအတူရောင်ကောင်းကင်ယတနာတွေပဲဖြစ်ကြပါတယ်အဖောင်းရဲ့မိကုံးကိုကြတော့ဝလင်းကလည်းပြုံးပြီးဆန်နူသူကပြောလိုက်ပါတယ်အဖောင်းရဲ့မျက်နှာကလည်းပြောင်းလဲသွားပါတယ်သူကဝလင်းကိုကြည့်ပြီးစိတ်ဝုန်းညင်ဖြစ်ပေါ်ခြင်းအစင်းပါတယ်ရွှေရွေးလီယန်ဖန်နဲ့ဘလူးနတ်ဆိုးကလန်ရဲ့ဘိုးဘေးကိုတတ်နိုင်တယ်ဆိုတော့ဒီနေ့ဒီအဖောင်းကြီးကမင်းကိုတတ်နိုင်မယ်လို့တော့မထင်တော့ဘူးသူမကပြောလိုက်ပါတယ် အဖွားကြီးကလည်းတပင်းကိုချလိုက်ပါတယ်။သူမကတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ပိုင်းအဆင့်မှာရှိပြီးဝန်လင်းရောအလွယ်တကူနဲ့တန်းနိုင်ပေမဲ့တွန်ထင်းရှိနေတော့တန်းနိုင်စရာအကြောင်းမရှိပါဘူး။ သူမရဲ့ဘေးနားအဖိုးကြီးကိုကြည့်ပြီးနောက်သူမရဲ့ရင်ထဲမှာလည်းထပ်ပြီးတော့တပြင်းကိုချလိုက်ပါတယ်အမျိုးသမီးဘေးကခရမ်းဝေအဖိုးကြီးကတော့မျက်နှာတွင်စိတ်မကောင်းစွာနဲ့ရှင်းနေပါတယ်သူကတော့စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အစောပိုင်းအဆင့်မှာရှိပါတယ်သူကလည်းလီယွမ်ဖန်ကိုတတ်နိုင်တယ်ဆိုတာသူကသိမိမဲ့ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကိုတော့အနိုင်ယူဖို့အရန်အောင်ခက်ခဲပါတယ်ဒိုအားရင်သူရှိရလူငယ်ကတော့နှစ်ယောက်စလုံးကိုတတ်နိုင်ခဲ့ပါတယ်ဝယ်လင်းကစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကြီးညက်သူမဟုတ်သေးပေမဲ့သူကတူညီတဲ့ကြီးညက်မှုအဆင့်ရှိတဲ့လူတယောက်လိုတော့မြင်နေပါပြီတွန်ထင်းကလည်းရေလိုက်ပါတယ်ဝယ်လင်းရဲ့လှုပ်ရက်ကိုသူကအရန်အောင်မှာကြီးညက် နေပါတယ်စိတ်ဝိညာဉ်တန်းစင်ခံရလူတွေကဒီလိုပဲဖြစ်နေပါတယ်တွန်ထင်းကတော့ငါရဲ့အချိန်မျိုးထပ်ပြီးတော့ဖြုံးမနေကြနဲ့စီမင်းရမင်းတို့ရဲ့ကုန်းကင်းပုံကြောက်စင်းတဝက်ငါတို့ကိုပေးကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်